မင်္ဂလာပါရှင်။အောက်တိုဘာလ31ရက်နေ့တောက်ကြနေတဲ့အတွက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကြီးတဆောင်နိုင်ပွဲတော်စတင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်ရှင်။တောင်ကြီးတဆောင်နိုင်ပွဲတော်ကိုအောက်တိုဘာ29ရက်ညနေပိုင်းကစပြီးအဝေယာမီးဖုံပြန်ကွင်းတွင်ကျင်းပကြောင်းသိရပါတယ်။ပွဲတော်စတင်ကျင်းပတဲ့ညမှာဖျော်ဖြေစိတ်နာပံမီးဖုံပြန်တလုံးဖျော်ဖြေညမီးကြီးတလုံးတို့ကိုလည်းလွှတ်တင်ခဲ့တယ်လို့သိရပါတယ်။ ယခုနှစ်တောင်ကြီးထောင်နိုင်ပွဲတော်မီးဘုံပြန်ပြန်ပွဲမှာညလုံးမီးဘုံပြန်ပြန်ပွဲမှာညမီးကြီး25ပေ18လုံးညမီးကြီး22ပေ25လုံးစိတ်နာပန်18ပေ38လုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးနေလှုပ်အယုတ်မီးဘုံပြန်ပြန်ပွဲမှာအယုတ်ချီ2ချောင်း192လုံး အယုတ်ခြေလေးကြောင့်104လုံးအယုတ်အုပ်စု66လုံးတို့ကိုလွှတ်တင်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးတောင်နိုင်ပွဲတော်ကိုတောင်ကြီးဒေသခံတွေသာမကအနီးဝန်းကျင်နဲ့ရန်ကုန်မန္တလေးစတဲ့ရဝန်းဒေသတွေကနေပါအများပြားလာရောက်ဆင်နွှဲနေရှိပြီးယခုနှစ်ပွဲတော်ကိုအောက်တိုဘာ29ရက်ကနေနိုဝင်ဘာ9ရက်နေ့ထိကျင်းပမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တွဲကားရထားတဲ့ခြံတစ်ခုမီးလောင်လို့တွဲကားဘတ်ဟိုးရင်ရဲ့အဆောင်တချို့မီးလောင်ပျက်စီးတဲ့သတင်းမန္တလေးမြို့အမရပူရာမြို့နယ်မြင့်ငယ်ထုံးပိုလန်ဘေးကတော်လှကြီးရွာမှာ ဒေါ်လာဂျီရွာမှာအောက်တိုဘာ30ရက်မွန်းတက်12နာရီကတွဲကရန်နာရဲချန်တခုမိလောင်မှုဖြစ်လို့တွဲက3စီဘဟိုးရင်တစီအပါအဝင်အဆောက်အအုံတချို့မိလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်နေရာကို အမရပူရာမြို့နယ်မိသက်စခန်းကမိငိမ့်တက်ရင်တစီနဲ့အတူတတိမိသက်တပ်ဖွဲ့ဝင်တွေတွားရောက်နှိမ့်သက်ခဲ့ရာမွန်းလွဲ2နာရီ6မိနစ်မှာမိငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့တွင်ဖြိုလက်ဆတိုက်ဖြိုကြပြီးကလေးတအူးတိုင်ရတဲ့တွင်ဖြစ်ပါတယ်ရှင်။ မန္တလေးမြို့ချင်းအင်းသာဆန်မြို့နယ်84လမ်း32လမ်းနဲ့32လမ်းကြားတွင်အောက်တိုဘာ30မနက်9နာရီခန့်ကဖြိုလက်စတိုက်ပြူကြရာမှာကလေးတူထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။အဆိုပါတိုက်မှာငလင်တန်တင်းအဆောက်အုံဖြစ်ပြီးအဆောက်အုံအောက်ပိုင်းအားရှင်းလင်းရေးများဆောင်ရွက်နေစဉ်ပြူကျမှုဖြစ်ပွားခဲ့ရာအသက်10နှစ်ခန့်အရွယ်ရှိမိန်းကလေးကိုပြီးမိခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်ကြောင့်ထိခိုက်ဒဏ်ရာရရှိသောမိန်းကလေးမှာညာလက်နှင့်ဒူးခေါင်းတို့တွင်ဒဏ်ရာများရရှိခဲ့ပြီးမနီစလာ လူမှုကွန်ရီရဲ့အတင်းရင်ဖြင့်မန္တလေးပြည်သူ့စေယုံကြီးတို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်ရှင်။